အဲဆိုင်မယောဂဆိုတာပါလေတချို့လူတွေကအသက်ကလေးရလာတာနဲ့တဖြည်းဖြည်းချင်းစီအရာရအောင်မေ့လာတတ်ကြပါတယ်နမ်မယ်ရီမျက်နှာတွေတော့ရီဘယ်နာထားမိရဲ့ဆိုတော့သူတို့မိနေတတ်ကြပါတယ်ဒါဟာပုံမှန်အုံမင်းရင်းရုံမှုမဟုတ်ပဲအဲဆိုင်မယောဂလည်းဖြစ်နေနိုင်ပါတယ်အဲဆိုင်မယောဂဆိုတာမှတ်ဉာဏ်နဲ့တွေးခေါ်နိုင်စွမ်းကိုတဖြည်းဖြည်းဖြည့်စီတဲ့အုံနောက်ယောဂတစ်မျိုးပါတဲ့အုံနောက်ကိုစာကြည့်ကြကြည့်တခုလိုမြင်အောင်ကြည့်ပါမှတ်ဉာဏ်တွေကတော့စာကြည့်ကြတဲ့အစာအုပ်တွေပေါ့အဲဆိုင်မယောဂဟာ မှတ်ညာဆိုတဲ့စာအုပ်တွေကိုတဖြည်းဖြည်းမိရှို့ပြနေတဲ့မိဟန်ကြီးနဲ့တွေ့ပါတယ်။ဒီယောဂါဟာစတင်တဲ့အခါမှာတော့တွေ့ရှိစိတ်ပါပဲ။လူတစ်ယောက်ကတည်င်းကျွတ်တော့ပဲသွားခဲ့ရလေ။ခုနလေးစီမဲ့ဖုန်းကိုဘယ်ထမ်းမိလဲဆိုရဲအသေးခွဲလို့တော့မှစပြီးမေ့တက်လာပါတယ်။နောက်ပိုင်းမှာတော့သူတို့ရဲ့မိသားစုအိမ်ပြီးတော့သူတို့ကိုသူတို့တောင်ဘယ်သူမှမေ့သွားတတ်ကြပါရဲ့။ဒီလိုဖြစ်ရတာကအုံနောက်အတွင်းမှာပုံမှန်မဟုတ်တဲ့ protein ဓာတ်တွေစုပေါင်းလာလို့ပါ။ဒီဓာတ်တွေကအကျွင်းကြံအနေနဲ့တရားနဲ့တဆင်အဆိုင်ခဲရဖြစ်လာကြပြီး ုံးနောက်ဆဲကြီးကဆက်သွယ်မှုပိတ်ဆို့လိုက်ပါတယ်။အဲ့လိုတစ်ခုနဲ့တစ်ခုဆက်သွယ်မရတော့တဲ့အခါမှာအုံးနောက်ဆဲကြီးကတည်ဆုံသွားကြပါတယ်။ဒါကြောင့်မို့လို့အဲဆိုင်မှာယောဂတွေတွေကထူးဆန်းတဲ့နီလနဲ့ပဲပြောင်းလဲသွားတတ်ကြပါတယ်။တစ်ခါတလေမေးဖို့တစ်ခုတည်းကိုထက်ခါထက်ခါမင်းနေတတ်ကြတယ်။ဟင်းဘလို့ချမ်းအမန်းအဝတ်ဘလို့ဝဲရမန်းပတ်စံဘလို့ပေးရမန်းတော့မေးသွားတတ်ကြပါတယ်။တချို့ဆိုအကြောင်းမဲ့ဆက်ဆိုးဒေါသထွက်တာကြောက်ရွံ့တာဆက်ချုပ်ထူကြတွေဖြစ်တတ်ကြပါတယ်။ဒါမှမညာပြောင်းဆိုင်ုံတက်တက်မကပါဘူး။ သူတို့ဘဝရဲ့အစိတ်ပိုင်းတွေကိုပါဆုံးရှုံးရတာပါ။ဒါကြောင့်မို့လို့ဒီအဲဆိုင်မယောဂါဟာလူနိုင်အတွက်တမကမိသားစုဝင်တွေအတွက်ပါတိတ်ကိုနာကျင်စေပါရဲ့။ဒါပေမဲ့သိထားရတဲ့အရေးကြီးတဲ့တစ်ချက်ကအဲဆိုင်မယောဂါဆိုတာအသက်ကြီးလာခြင်းရဲ့ပုံမှန်ဖြစ်စဉ်တစ်ခုမဟုတ်ပါဘူး။ဒါကယောဂါတစ်ခုဖြစ်ပါတယ်။အသက်65နှစ်နောက်ပိုင်းမှာအဖြစ်များပြီးဘယ်သူမှစုံကြုံတွေ့ရနိုင်ပါမယ်။ဆရာဝန်တွေမှာလုံးဝပျောက်ကင်းအောင်ကုသနိုင်တဲ့နည်းလမ်းမရှိသေးပေမဲ့ယောဂါအခြေအနေနှေးသွောင်းအောင်လို့ကိုညီပြီးတော့ကုသနိုင်ပါမယ်။ဘလို့နီလာနေနဲ့ကုသရမလဲ ွေးပေါင်ချင်းစီးကျိုနဲ့ကိုလက်စထရောထိမ့်ပြီးတော့ညှိပါ။ဩနာအတွက်အထောက်အကူပြုတဲ့အစားအစာရင်ဥပမာငါးကြက်ဥအခွန်မာသီးတစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေပို့ပြီးတော့စားသုံးပါ။စားဖတ်တာဘယ်ရည်ဖြစ်ရှင်းတာကူရီယာတစ်ခုကိုတိခတ်တာအတက်ပညာအစ်စ်တွေတင်ယူတာမျိုးမျိုးလဲစိတ်ကိုတက်ကြွစွာအသုံးချတင်ပါတယ်။လူမှုဆက်ဆံရေးအရန်ရေးကြည့်ပါလေ။စကားပြောတာရင်မောတာအုံနောက်ကိုအလုပ်ပေးရမျိုးလည်းလုံးဆောင်ပါမယ်။မှတ်ထားပါ။အုံနောက်ဆိုတာကြွက်သားနဲ့တူပါတယ်။ တင်မသုံးတော့ရင်အားနဲ့သွားတတ်ပါတယ်။ဒါကြောင့်နေ့စဉ်ပုံမှန်အလုပ်ပေးတာပါ။တချိန်ချိန်မှာတင်လာတယောက်ယောက်ကပုံမှန်တက်ပို့ပြီးမိလာတော့တတိထားမိခဲ့ရင်လက်မလျှော့လိုက်ပါနဲ့။သူတို့ဆရာဝန်နဲ့ဆစ်ဆစ်ဆန်းသက်ပေးပါ။ဘာကြောင့်လဲဆိုတော့စောစောတိပြီးကုညီမှုကကြီးမားတဲ့ဌာနချက်ကိုဖြစ်စေနိုင်လို့ပါ။အဲဆိုင်မှာယောဂါဟာလူတွေရဲ့မှတ်ဉာဏ်ကိုခိုးယူသွားနိုင်ပါတယ်။ဒါပေမဲ့မေတ္တာကရုဏာနဲ့နားလည်မှုတွေကတော့သူတို့ကိုခဏတာဖြစ်စေ ပြန်လည်ရှင်းတဲ့လာစီနိုင်ခွင့်ရှိပါတယ်